အရှိထောင်အာရှအခြေဆိုင်အွန်လိုင်းငွေကြေးလိမ်လည်မှုကြားဖြန့်ကုန်ရက်တစ်ခုနဲ့ဆက်ဆက်တဲ့ပိုင်ဆိုင်မှုဒေါ်လာတန်း300ကျော်လောက်ကိုတိမ့်စီရမိထားကြောင်းထိုင်းဆိုရကဒီဇင်ဘာလ3ရက်နေ့မှာပြောကြားခဲ့ပါတယ်အမေရိကန်အာရှနဲ့ဥရောပတို့မှာကြားဖြန့်နှိမ့်နှင်းရေးအထောက်မှုတွေကိုအရှိန်အဟုန်မြင့်တက်လာချိန်မှာအမေရိကန်ဟောင်းကမ္ဘောဒီးယားနဲ့အရှိထောင်အာရှနိုင်ငံတချို့မှာဖြန့်ကျက်ထားတဲ့ကြားဖြန့်လုပ်ငန်းတွေနဲ့ဆက်ဆက်တဲ့ Prince Holding Group ကို ပြစ်မှတ်ထားဖြုတ်ခွင်းလာနေပါတယ်။ Prince Holding Group ကိုထူထောင်သူတရုတ်နယ်ပွားခြံကြီးဟာကမ္ဘောဒီးယားမှာကြားဖြန့်လုပ်ငန်းစုံတွေထူထောင်ထားပြီးလူမှောင်ကိုကူးထတဲ့နိုင်ငံခြားသားဝန်ထမ်းတွေကိုငွေလိမ်နဲ့အလုပ်တွေမှာအထမခိုင်းစေခဲ့ကြောင်းသိရှိရပါတယ်။တင်စီရမိထားတဲ့ဒေါ်လာသန်း300ဘူးပိုင်ဆိုင်မှုတွေကခြံကြီးကမ္ဘောဒီးယားအထက်လွှတ်တော်အမတ်တအူထိုင်းနိုင်ငံသား2ဦးတို့နဲ့ပတ်သက်ဆက်နွယ်နေတယ်လို့ဝန်ကြီးချုပ်အနုတင်ကပြောကြားခဲ့ပါတယ်။ ဒေါ်လာ12သန်းနီးပါးလောက်တန်ဖိုးရှိတဲ့ခြံကြီးရဲ့ပိုင်ဆိုင်မှုတွေကိုလောလောလတ်လတ်သိမ်းဆည်းရမိထားပြီးကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့အမကန်မဟာမိတ်ဖြစ်တဲ့ကမ္ဘောဒီးယားအထက်လွှတ်တော်မှခုတ်အပ်နေဆက်နွယ်တဲ့ပိုင်ဆိုင်မှုဒေါ်လာ15သန်းမိုးလောက်ကိုလည်းသိမ်းဆည်းရမိထားကြောင်းသိရှိရပါတယ်။ဒါပြင်ထိုင်းနိုင်ငံသားနှစ်ဦးရဲ့ပိုင်ဆိုင်မှုဒေါ်လာသန်း290ကျော်ဘူးလောက်ကိုလည်းသိမ်းယူထားနိုင်ကြောင်းအနုတင်ကပြောကြားခဲ့ပါတယ်။